နှစ်ဖက်မိဘဆောင်လင်းစွာနဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကျင်းပခဲ့ကြတဲ့တရုတ်ဆောင်ဟိဝွေရဲနဲ့ဆိုပြေးသစဉ်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မှာတော့တရုတ်ဆောင်ဟိဝွေရဲနဲ့ဆိုပြေးသစဉ်တို့နှစ်ယောက်ဟာနှစ်ဖက်မိဘတွေနဲ့ချစ်ခင်ရတဲ့ဆွေမျိုးတိုင်းဝိုင်းတွေရဲ့ရှေ့မှာမင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကိုခမ်းနားတက်တယ်စွာကျင်းပခဲ့တာပဲဖြစ်ပါတယ် ငယ်စဉ်ဆုံးတဲလေးဟာမင်္ဂလာပွဲ၅ပွဲတိတိကျင်းပဖို့အစီအစဉ်ထားတာဖြစ်ပြီးယခုကျင်းပတဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကတော့သူတို့ရဲ့မင်္ဂလာပွဲလေးတွေကဒုတိယမြောက်ပွဲလေးလည်းဖြစ်ပါတယ်။နှစ်ယောက်တစ်ဘဝထူထောင်မှုအတွက်ရွေးချယ်ခဲ့ကြတဲ့တရုတ်ဆောင်ဟင်းဝရံနဲ့ဆွေပြေသစင်တို့ငယ်စဉ်ဆုံးတဲဟာဒီကနေ့နိုဝင်ဘာလ၁ရက်နေ့2025ခုနှစ်မှာချစ်သူသက်တမ်း6နှစ်နဲ့6လပြည့်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်ဆောင်ဆွေပြေသစင်က 6 years and Simmas anniversary တရက်စတလ2025နေ့လေးမှာမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကျင်းပခဲ့ပါတယ်ဘဝတစ်ခုကိုအတူတူတိဆောက်ကြစို့တော်ဟုဆိုကဆိုပြေကသူမတဘဝလုံးစာအတွက်ယုံကြည်စွာနဲ့ရွေးချယ်ခဲ့တဲ့ဟေးဝရန်ကိုဘဝတစ်ခုလုံးစာပုံအပ်ခဲ့ကြောင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်ဟေးဝီယန်နဲ့ဆွေပြည့်သစင်းတို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးမှာတော့တရုတ်ဆောင်ပိုင်တကွနဲ့မလင်းမြဖူးတို့ကလည်းအသေးသက်သေးတွေအနေနဲ့အမတ်တရပါဝင်လက်မှတ်ရေးထိုးကူညီပေးခဲ့ကြတာလည်းဖြစ်ပါတယ်ဒီကနေ့မှာအကျဉ်းနဲ့မရတွေအဖြစ်မင်္ဂလာလက်မှတ်ရေးထိုးပြီးခဲ့ကြပြီဖြစ်တဲ့ငယ်စဉ်ဆုံးတွဲလေးနောက်နှစ်ပေါင်းများစွာအတိုင်းရွှေလက်တွဲနိုင်ဖို့အတွက်လည်းပြည်သက်ကြီးကဆုတောင်းပေးခဲ့ကြပါအောင်ရှင်။ မကအတိသက်တွေကိုစစ်ကိုပိုင်ကကိုစစ်ကိုပိုင်နဲ့မလင်းများဖြူတို့ကရောဒီလိုမျိုးလက်ခံခြင်းများတာနဲ့ပတ်သက်ပြီးတော့သူတို့တွေအားဆိုလို့ရှိရင်အဲအိမ်ထောင်ဘက်မရှိဘူးလိုလက်တဲ့သူတွေဖြစ်တယ်တူးနဲ့တူးလို့ရော